မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVU မြန်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်နောက်ချုံမျိုးနယ်ဘက်ကိုအခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်တွေပြည်ဦးလွင်ဘက်ကနေအင်အားအများအပြားဖြည့်တင်ထားပြီးအဲ့ဒီမှာတင်းနှန်းစင်တပ်သားတစ်တွေလိုဝစ်ဆောင်အစ်တွေနဲ့စစ်သားတွေအများကြီးတွေ့ရတယ်လို့အဲ့ဒီလမ်းပိုင်းမှာတွာလာနေတဲ့ကုန်တယ်တွေနဲ့မျက်မြင်ဒေသခံတွေကပြောပါရယ်စစ်ကားကဆယ်စည်းကျော်နဲ့အင်အားဖြည့်တင်ထားပြီးရွှေဘိုဘက်မှာလည်းစစ်ကြောင်းထိုးနေတာတွေ့ရတယ်လို့ကုံတယ်တယောက်ကပြောပါရယ် လက်ရှိစစ်ကောင်စီဘက်ကတော့အင်အားတောက်လျှောက်ဖြစ်တင်းနေပြီးညံတော့ကြေးရွာအုပ်စုဘက်ကရောအုံမသိဘက်ကရောစစ်ကြောင်းတွေထိုးနေတယ်လို့ PDF နဲ့နှီးဆက်သူတယောက်ကလည်းပြောပါရယ်ဂျွန်လ19ရက်မနက်ပိုင်းမှာလဲညံတော့နဲ့ရွှေသွုံးရွာတွေဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီး38လုံးအပြင် drone ပုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါရယ် နောက်ချိုဘက်မှာစစ်ကောင်စီဘက်ကထိုးစစ်ဆင်မှုတွေရှိနေပြီးတောင်ခမ်းအနီးနားဘက်အုံမတိအုံမခါဘက်တွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဂျွန်လ၁၈ရက်နေ့က TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးက DVB ကိုပြောထားပါတယ်ရှင်။ ပုံနာကျုံမြို့နယ်ကစစ်ပေးရှောင်စခန်းတစ်ခုမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရင်းနှီးမြုပ်နေတဲ့အတွက်စစ်ပေးရှောင်200ကျော်ဟာနေထိုင်စားသောက်ရေးအကူအညီတွေလိုအပ်နေတယ်လို့ပုံနာကျုံလူငယ်များစီယုံစီကနေသိရပါဗျ။ဒီသတင်းကိုလေ့ရင်ပြဖို့ထားပါရရှင်။အရကတတော်အေးထင်းထုတ်ထားတဲ့ရခိုင်ပြည်နယ်ပုံနေကျုံမြို့နယ်ကစစ်ဘေးရှောင်စခန်းတစ်ခုမှာဂျွန်လ18ရက်မနက်ပိုင်းကစပြီးရင်းနှီးမြုပ်နေတဲ့အတွက်စစ်ရှောင်200ကျော်ဟာရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ပုံနေကျုံလူငယ်များအစည်းအရုံးစီကသိရပါဗျ။ မိုးသက်ထန်တဲ့ရာသွန်းတဲ့အတွက်တောင်ကြီးကြောင်ဆစ်ချောင်းနေနေရင်းနှီးမြုပ်သွားပြီးဆစ်ချောင်းနေလည်းကုန်းမြင့်တွေနဲ့တောင်ပေါ်တွေပေါ်တက်ခါဆစ်ဘေးချောင်းနေကြရတဲ့အတွက်စားတော့ရင်းနဲ့နေထိုင်စရာအခက်ခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်ဒီမိုးတွေတီးဟိုတအားရော်တော့လေဟိုမြောင်ရေတွေကကြာပြီးတော့လေတောင်ကြီးတွေကိုဝင်ပြီးတော့အဲ့လိုစခန်းတွေပါလေရေမြုပ်လာတယ်ဖြစ်ကုန်တာဗျဟုတ်သမင်းရှိတာတော့အဆင်ပြေဘူးပေါ့ဒီအိမ်ဟိုအိမ်မင်းနေရာတွေတော့မရှိတော့ဘူးလေဒီဆောင်းတွေရောအဲ့ရခင်းတော့အကုန်လုံးကရင်မြုပ်တာကြတော့ဒီကျွန်တော်တို့တို့ဒီ ဟိုကုန်းမြင်းတဲ့နေရာမှာဟိုနေပေါ့နော်အဲ့လိုဒီညွေ NDA တွေတတိထားရဖို့ကျွန်တော်ပြောထားရပြဒီအိုးတွေခွက်တွေအကုန်လုံးပါသွားတာတွေဒီအင်ဂျီတွေစောင်းတွေပစိုးတွေပေါ့နော်အဲ့လိုအဲ့ရခင်းတဲ့အကုန်လုံးပါသွားတာတွေပေါ့အဲ့လိုမျောပါသွားတာရှိသေးပြဒီအင်တိန်လုံးလုံးဟိုအင်တိန်စုံလုံးလုံးရွှေ့လိုက်ရတဲ့အနေထားရှိသေးပြပုံနေကျုံမြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ဆောင်စခန်း၅ခုထပ်မင်းရှိနေပြီးစစ်တွေရတိတောင်နဲ့ပုံနေကျုံမြို့ကစစ်ဆောင်တွေဟာတနည်းကြော်ကြတဲ့အထိနေရမပြောင်းနိုင်သေးဘူးလို့ဆိုပါတယ် ုံနေကျုံမြို့ပေါ်ကဆစ်ဆောင်တွေဟာမြို့တင်းကိုပြန်မဝင်ရသေးတာပြင်တခြားဒေသကလာတဲ့ဆစ်ဆောင်တွေဟာလည်းစီရေးအခြေအနေတွေကြောင့်မပြန်နိုင်သေးဘူးလို့ဆိုပါတယ်။ပုံနာကျုံမှာကဆစ်ဆောင်စကန်တွေအများကြီးရှိပါလေဗျ။ဒီစကန်တခုပဲရည်ကြီးနေတာ။စကန်ကအကြီးကြီးတော့မဟုတ်ပါဘူး။ကျွန်တော်သိတာကတော့ဒီစကန်ကဒီတစ်ခေါက်ပဲကြီးကြီးမားမားရည်ကြီးမှုတာပါ။တောင်ဝင်းချစ်သူတွေကိုတော့ကျွန်တော်တို့အကြောင်းကြားထားပါတယ်။အခုကမြို့ထဲပြန်ဝင်လို့မရသေးတာဗျ။စီးရေးအခြေအနေရောအခြားအခြေအနေတွေကြောင့်ပြန်ဝင်လို့မရသေးတော့ပါ။ နီးစပ်ရာတောင်ပေါ်တွေမှာတက်နေကြရတာရှိပါတယ်။ကုညီပြနေတဲ့အဖွဲတွေကငွေအန်တရဲ့သတိထားကိုလည်းလာပြောတာတွေရှိပါတယ်။လက်ရှိအခက်အခဲကတော့ထမင်းချက်စားလို့မရသေးတာဗျ။ပုံနေကျုံမြို့နယ်ကို2024ခုနှစ်မတ်လ4ရက်မှာ A ကတင်ယူပြီးတဲ့နောက်ကြေးရ23ရက်နဲ့ဆစ်ဆောင်စကန်5ခုမှာရေရှားပါတာနဲ့ရင်ဆိုင်နေရပြီးပုံနေကျုံလူငယ်များအစည်းအုံနဲ့ဒေတာရင်းကုညီရေးအဖွဲတွေကရေဒီဖြန့်ဝေပေးနေပြီမဲ့လုံလောက်မှုမရှိဖြစ်နေတယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာမိုးဒိတ်အောင်နေဖြစ်ထွန်းနေပြီး အဲ့ဒီမိုးတိန်တောင်နေရွေလျားနေရတခြားမှာမိုးရသွန်းတာနဲ့လေပြင်းတိုက်ခတ်တာမိုးထင်ချုံတာမိုးချိုပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်တတိပြုနေထိုင်ကြဖို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကအကြံပြုထားပါတယ်ကျွန်တော်လိမ့်ပါ ARR တိုင်းကပူတော်မြို့နယ်မှာမြို့သမီး၂ယောက်အပါအဝင်ဒေသခံအရက်သား၅ယောက်ကိုတော်လိုင်းတပ်ဖွဲ့ PDF တွေနဲ့အဆက်အသွယ်ရှိနေတယ်လို့ဆွဆွဲပြီးဂျွန်လ၁၈ရက်ညပိုင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ငပူရောမြို့နယ်မိုးတိမ်ပင်ကြီးရွာကဒေသခံအမျိုးသား၃ယောက်နဲ့အမျိုးသမီး၂ယောက်ကိုတော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ပတ်သက်တယ်လို့ဆွဆွဲပြီးနေအိမ်တွေမှာဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပါဗျ။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်နေတယ်လို့သတင်းရတဲ့အတွက်စစ်သားတွေနဲ့အုပ်ချုပ်ရေးမှုကစစ်ဆေးဖို့ဖမ်းဆီးတာဆိုပြီးခေါ်ဆောင်သွားတာလို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တဲ့အမျိုးသား၃ယောက်နဲ့အမျိုးသမီး၂ယောက်ဟာလက်ရလုပ်ငန်း၊ဆိုင်ကယ်ကယ်ရီဆွဲတဲ့လုပ်ငန်း၊ဈေးရောက်တဲ့လုပ်ငန်းတွေကိုလုပ်ကင်နေသူတွေဖြစ်တယ်လို့လည်းသိရပါတယ်ရှင် ိုင်ငံ UNDP ဒရာမှာ gas pipeline တွေ့တန်းဖို့တူးဖော်ရင်နှစ်ထထောင်တက်တန်းရှိတဲ့အမျိုးသမီးတယောက်ရဲ့မမ်မီရုပ်အလောင်းတစ်ခုကိုတူးဖော်ရမိရဲ့လို့ Peru Gas Company Calita ကထုတ်ပြန်လိုက်ပါတယ်။အခုလိုတွေးရှိခဲ့ပြီးမှ pipeline တက်စင်တဲ့လုပ်ငန်းတွေရပ်ဆိုင်ထားပြီးတော့ပညာရှင်တွေကိုတူဖို့ရှာဖွေခွင့်ပြုထားတယ်လို့ဆိုပါရယ်ဒီမျိုးသမီးဟာအသက်20ကနေ25နှစ်အရွယ်ဖြစ်ပြီးခြံကင်းရည်ကျေးမှုနဲ့ဆက်ဆက်နေပြီးအနှစ်900နဲ့1000ကျားဖြစ်တယ်လို့ရှေးအောင်သူတေသနာပညာရှင်တယောက်ကခန့်မှန်းထားပါရယ် ိုးရင်နဲ့ကနန်းလိုအခွန်မာရေတက်တော်ဟအစိတ်အပိုင်းအကျဉ်းကျန်တွေပါတွေ့ရတာကြောင့်စားတောက်မှုပုံစံကိုပါခန့်မှန်းနိုင်တယ်လို့ဆိုပါတယ်။ချိန်ကြီးရေကြီးမှုဟာ Hispanic ရေကြီးမှုအကျိုးခေတ်ကာလဖြစ်ပြီးပီရူကန်ယူရန်အလယ်ပိုင်းလက်ရှိမြို့တော်လီမာအနီးမှာထွန်းကားခဲ့တာဖြစ်ပါတယ်။အေဒီ1000ကနေ1480ကြားကာလမှာဖွံ့ဖြိုးခဲ့တဲ့ရေကြီးမှုလည်းဖြစ်ပါတယ်ရှင်။ review မြင့်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်